ျွန်တော်တို့ channel တောင်းဆိုလုံးလို့ပါလေဒီနေ့ရောက်လာခဲ့တယ်တောင်းဆိုမှတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့တောင်းကိုနေပူပြရတော့နားလေကျွန်တော်မေ့တယ်ပါလေ FM channel အကျိုးလိုပါလေဗျာအခုကမီးသွေးတစ်ပိတ်သာဘလောက်လဲ3500ကျည်ဟုတ်လားကျွန်တော်တို့တောင်းဆိုရတဲ့ဆိုင်ကနာမည်ကြီးဆိုင်ပဲခင်ဗျားတို့ဒီဆိုင်ကိုတွေ့ရင်ဟောငါတို့မေ့နေပါလားလို့ဖြစ်သွားမယ်ဆိုင်အဲ့ဆိုင်ကိုပြောမှာဘာဆိုင်လဲဆိုတော့ဩကြောက်ပြန်အခုမီးသွေးတစ်ပိတ်သာဘလောက်လဲ 2500ရတယ်ခုနကမေးတာ3500ပေါ့ဘာဖြစ်လို့ဒီသွေးဆိုင်ကိုရိုက်မှာပေါ့ဒီရောင်ပြန်ဆိုတဲ့ဆိုင်ကိုရိုက်မှာဒီမှာလာကြည့်လိုက်အောင်ပါလေကျွန်တော်ရောင်ပြန်လို့ခေါ်တယ်ရောင်ပြန်ကဘာနဲ့နာမည်ကြီးလဲဆိုတော့ကျွန်တော်ထမင်းမောင်းနဲ့နာမည်ကြီးတယ်ထမင်းမောင်းမှာမှသူကကြဝတ်ပဲတုံးမျိုးရွေးလို့ရတယ်တယုတ်စာတွေလည်းရတယ်ပြီးတော့ဖြင့်အတုတ်တွေလည်းရတယ်ပြီးတော့ဖြင့်ဒီအကင်အကင်နားတဲ့ဟာတွေလည်းရတယ် ခြားအပူပေါင်းတို့အစိမ်းကျော်တို့ချိုချင်ကျော်တို့ခုံးမောင်ကျော်တို့ချင်ဆက်တို့ကစုံပလိတ်တို့ဥမောက်ကျော်တို့အဲ့လိုအစားအစာရပါတယ်ဝက်ခေါင်းတုပ်တို့နရွက်တုပ်တို့ကလီစာအစုံတုပ်တို့ရှားတုပ်တို့ရပါတယ်အခုကလူရှင်းနေတာပေါ့နော်သူတို့စားတော့မဲ့အချိန်ရောက်လို့ရှိရင်မလောက်တော့လူများလဲဆိုရင်ဒီမှာအစင်သစ်ကိုလှုပ်ထားရတယ်အသားလေးတွေတင်ထားရတယ်ပြီးတော့ရှိရင်ဟင်းရည်တွေကိုဖက်ကနေစားပေးလိုက်တဲ့အရသာဆိုတော့စောင့်စရာမလိုတော့မလိုတော့ 3ရောင်ပြန်ထမင်းမောင်းတာပစွန်အောင်တော့မှာတော့လုံးဝနာမည်ကြီးပဲဖွင့်ထားတဲ့နှစ်ကဘယ်နှစ်ရှိပြီလဲဆိုင်အဲ20ကျော်ပြီလေနှစ်ပေါင်း20ကျော်ပြီဆိုတော့အဲ့နှစ်ပေါင်း20ကျော်အရသာကိုကျွန်တော်တို့တောင်းဆိုကြလုံးလို့ကျွန်တော်ဒီနေ့စားပါတော့ထမင်းပေါင်း3မျိုးလောက်ရတယ်ဗျာရိုးရိုးပေါင်းလဲရတယ်ရှယ်ပေါင်းလဲရတယ်ပြီးတော့ရှင်မန္တလေးပေါင်းလဲရတယ်3မျိုးရတယ်ပြီးတော့ရှင်ကြိုက်တဲ့အသားနဲ့လည်းစားလို့ရတယ်အချိန်ဆွဲမနေတော့ပါဘူးခဏနဲ့လူတွေအများကြီးကြတော့မှာပုံမှန်ညစ်12နာရီလောက်ဆိုလူများရဟလား12နာရီလောက်ဆိုလူများရ โอเคဆိုတော့လူအရင်မမြရခင်ကျွန်တော်စားရကြည့်ရစားရလိုက်တော့အကွာဟွာဝတ်သမင်းမရှယ်ရှယ်နဲ့စားပါเนาะကိုကဘဲနဲ့ပဲနော်ဘဲနဲ့အဲရှယ်ပဲဟိုအရင်တောက်ကရောကြက်ရရလားဟုတ်ကဲ့ကြက်ရရတယ်ဘုရားဟုတ်ပြီအဲ့ကိုကြက်တစ်ခွဲဝတ်တစ်ခွဲပဲเนาะโอเคရရနော်ကိုရရရနော်အဲ့ထိုင်လိုက်ထိုင်လိုက်တော့ကိုထိုင်ပြီးထိုင်ပြီးကို ီလေးဒါဘဲရှယ်တပွဲဆိုဘယ်လောက်လဲလား9000 9000เนาะဒီလေးအဲ့ဝတ်သားနဲ့ဆိုရင်ရောရှယ်ဘယ်လောက်လဲရှယ်ဝတ်သားနဲ့2000ပဲဟာဝတ်နဲ့ပိုတန်နေဆိုပဲပိုတော့များတယ်เนาะဝတ်ထဲမှာပါတဲ့အစဗလာပိုများတယ်အဲ့ပွဲကဘယ်လောက်လဲအဲ့ပွဲက900 900အဲ့အဲ့မှာအသားပါသေးလားအသားပါအသားပါသေးရเนาะโอเคအေးအရင်ကအခုကြက်ရည်တစ်ခွက်ဝဲရည်တစ်ခွက်ပြီเนาะ ဟောကြားတယ်အမှန်တကယ်တော့ကျွန်တော်တို့ဒီဆိုင်ကငါတို့ညွှန်တော့တော်တော်ကြားကြားပြီကြားရောင်းပြန်ရောင်းပြန်ရောင်းပြန်ဆိုတော့ဒါကျွန်တော်တို့လည်းတစ်ခါတလေမှလမ်းကြုံမှဝင်စားပြတဲ့ထမင်းမှာပါဗျာမစားတာတော်တော်ကြားတယ်ဆိုတော့လက်ကအရင်လိုပဲလားဆိုတာခြေပါဘူးဒီလိုတည်ပြီးလောင်းချသေးဘူးဘာလို့လဲဒါသားမယ်လို့ဒါပဲရှယ်ဝက်ရှယ်ဘိုးအရေးကဟိုကလေ 哦哦，买的。啥味的？味的。哦，味的，你嘛巴黎巴黎啊？味的。哦，买的。那这也嘛，这也有。我巴黎的，这这有这这那边啊，那那那张有巴黎。哪里个？这多。哪个没有的？哪个？Coffee，Coffee。哪个？钱。哪个？ မြေကောင်းမို့ချမင်းပေါင်းဆိုင်နေရဲ့အရင်တော့ဆိုင်နေတော်တော်များများဒီကိုကိုယ်ွယ်လေးပဲတုံးကြရတော့ဘော်ဘီကတော့ရှယ်သုံးနေရတယ်။အဲဘာညာမို့ခုချိန်ဟာတော့ချိန်လေးစမ်းလိုက်ပါနော်။ဟမ်ဘော်ဘီအဲဘေးတာဆန်ဘေးစင်လည်းနဲ့ပဲ။အဲဒီကိုလေးပြူကြည့်ရတော့ဘာညာမို့โอเคတို့ရသုံးဆန်တိုင်းပေါ့ဗျာ။ဒီကမဲုံမစားဘူးရေတော့ရေးရအောင်။ အဲ့ဘယ်ပြောမစားခင်ဗောကျွန်တော်ဘာပြောချင်လဲဆိုတော့တက်တက်ရဲ့လေးဖြစ်တယ်ဗျသူပြင်ဆင်ဘူးလေးကတော်တော်တက်တက်ရဲ့ကလေးရဲကလေးရဲ့မဆန်ဘူးကြည့်ရပါစစားပြီဗျာတုံးမဲ့ဆိုရင်ကျွန်တော်တို့ကတုံးမဲ့မောင်းစားပြီဆိုတော့ကျွန်တော်ကကြက်သားတစ်မျိုးပဲရေးကျွဲတယ်အရှိရာဒီမှာဘဲသားနေရာ အဲအဆူလိုက်ပါတော့ကိုယ်စဘောနဲ့ပို့ပါဘဲသားနဲ့တော့မိုက်တာပဲဗျစားတာများရတယ်တော့ပါတယ်ဆိုနေမယ်နေချပလိုက်တော့နော်နေချပလိုက်တော့ကျွန်တော်ထမင်းနေလိုက်တဲ့အချိန်မှာဘာတတိထားမိလဲဆိုတော့အရွက်ထက်အသားပေါင်ဝင်ပို့များတယ် ကျွန်တော်ထင်တာဝတ်သားစားတဲ့လူက4500ပဲပေးရမယ်ပိုတန်တယ်လို့ခံစားရမယ်ဗျာကဲဦးလေတလုံးလောက်ထည့်လိုက်ပါမဲရမပြီးတော့음 Okay okay ဒါဆိုဝတ်ဥကြောင်းလေးတော့ပါသေးတယ်음သူစရကိုယ်ရေး business ချက်ထားတဲ့အကောပေါ့ အဲ့၃မျိုးပေါင်းနေရတာလေတော်တော်ရတာဒါတော့ဒါတေယုထမင်းပေါင်းဆိုင်ပေါ့ဗျာမန္တလေးထမင်းပေါင်းဆိုတာလေဒီမှာရတယ်မန္တလေးထမင်းပေါင်းရန်ကုန်မှာလူစားနေတယ်လူစားနေတယ်ပြီးရင်ရှားတယ်ဗျာရောင်းနေဆိုင်သူကတော့ကျွန်တော်ထင်တာကျွန်တော်မန္တလေးမှာစားတော့သူကနေရတဲ့ပုံစံအဲ့တော့မှအသားတွေနဲ့ပြန်စားတာပေါ့နော်မိတ်ဆွေတို့ကဘယ်ထမင်းပေါင်းကြိုက်လဲတော့မသိဘူးကျွန်တော်တို့ဒီထမင်းပေါင်းကိုပိုကြိုက်ပါတယ်ဟင်းရမိုက်ရဗျ ကိုကပြီးရင်ကိုကစားကြည့်ရကျွန်တော်တို့လေဘောကသွားစားနေကြတယ်၁၀ရွက်ကနာအဲ့ဆိုင်တွေတော့ဘောင်းနေတကယ်ဘောင်းနေတာသူကဝယ်ရိုးဟင်းညိုတာပြောတာသူကအယိုးမှာကတ်နေတဲ့အသားတွေလည်းအရွက်တွေလည်းတော်တော်များများပါပါသေးတယ်ဒီမှာဟုတ်嗯，哦，好的嘞，你不要慢，不要不烦，喏，嗯，行。 share ဆိုင်ကိုတန်တာပေါ့အဲ့ရောနော်ရေရိုးရိုးဆိုတော့ဘယ်လောက်လဲရိုးရိုးက၄ရာဟမ်ဒါကြီးက၅ရာတစ်ထောင်လောက်နေပါပဲကွာဟမ်ဟင်အမေတော့မကုန်ပါဆိုတော့ထပ်ဆွဲကျင်သေးတာအမေဟိုပါဝက်လက်စတူးတော့ပါအောင်အဲ့ဒါမျိုးပဲရမြန်မာသမင်းဆိုမျိုးသိသိပြီးဝါးရရမလို့သူကပေါ်ရည်လေးနဲ့သူကပါဇက်တက်တက်ကြောယူနေစေဟွာ ကဒီတမင်းရောဟင်းရောအသီးရောပေါ့တော်ကန်ထဲမှာရော့အင်စားရောခုဆိုလို့ရှိရင်71ခွဲပါသို့တော့ကျွန်တော်တို့ရောက်ခင်တော့ဘလူးမမရှိပြီးတော့ပြောဘာဖြစ်လဲရောအိုးတာဆိုင်ရက်အကျွန်တော်တို့ဆိုလို့ရှိရင်တမင်းရဲ့အဲသူတို့ပေါဝင်တဲ့အသားပမာဏရဲ့ကျွန်တော်တို့ဒါလိုက်ပွဲယူစရာမလိုတော့ဘူးဒီနေ့ကျရတယ် တို့လည်းဘဲဘဲသားဘဲစော်နေတာမနိုင်ဘူးဟင်ကတားတီးရတယ်ကတိန်ငယ်ကြည့်ရနော်တရတော့ကျော်ရဘိုက်စားတာတရတော့လာထက်သွားတယ်ပြဲအဲနော်အဲကျဲသွားတယ်အဲဟင်းကဝတ်ပြုတ်ရေးတွေပါတယ်အကျွန်းနဲ့အသားနဲ့တော့ရတယ်တော်တော်နူးနူးလေးအဲတော်တော်နူးနူးလေးအင်း ဟုတ်အချိုရလာလေအရင်မပြေဘူးသူတော်တော်များများဒီသမိုင်းပေါက်နေဆိုတော့များတင်းငပိအနံ့လေညာဝန်သွားလက်သွားများဝါလို့ရှိရင်ပြပါခားတဲ့အနံ့ရပါဒီမှာကျတော့တင်းငပိညံ့တင်းတင်းလေးပါခားပဲအဲ့ဒါကိုမပါစားလို့ခေါ်ပါဗျာတပကံနော်ပြောင်းပါပြီဟိုဝလုံးလေးကမစားဘူးလားစားမှာဒါလေးကြိုက်မှာတော့အိမ်လေးဝါလို့ဟုတ်လားဒီဆိုင်မှာလေစွပြုတ်တွေတော်တော်ကောင်းနေပေါ့ နောက်တည့်မှာရေးစေးထလာတော့ကြည့်ဟာထမင်းမောင်းစားလို့ရှင်ဒီရမျိုးလေးရေးစေးပေးတဲ့ဆိုင်လေးဆိုအရင်သဘောကျနောက်ဆုံးပိတ်အကျိုးဆိုင်တော့ပဲတည့်ပဲဟုတ်ပြီလားဒီမှာတလုံးလိုက်ရအောင်ပါတပွဲဆိုတပွဲ စိတ်ကျင်နေမှုရရစေမယ်။ရောင်ပြန်ခမင်းစောင်းဆိုင်ကဘာမှရှိလဲဆိုတော့ဘာမှရှိလဲဆိုတော့ကျွန်တော်တို့ရေကျော်လမ်းဘက်ကဝင်မယ်ဆိုကွက်တစ်ဆိုတဲ့လမ်းရှိတယ်။အဲ့ရဝင်လဲရပြီးတော့ဆိုကျွန်တော်ပဇုံးနောက်ဈေးရှိရလဲဝင်လို့ရတယ်။အဲ့ဒါပဲ။ဆိုင်ရ